ပေါ်မင်းပြိတ္တများအားလုံးပဲမင်္ဂလာပါဒီနေ့မှပြောရှင်တဲ့အကြောင်းအရာကတော့ဒါကနဝင်တူးကိုနှုတ်ဆက်ရှင်ဆိုရဲကောင်းစဉ်ပေါ့လေလက်စတာစီးတီးရဲ့သင်ကောင်းဆောင်ဂျီမီပါတီကပြီးခဲ့တဲ့ညမှာလက်စတာကစားသမားဘဝနောက်ဆုံးအိမ်ကွင်းပွဲစဉ်ကိုကစားသွားခဲ့ပြီအဲ့ဒီပွဲစဉ်ကိုကြည့်နေရင်လည်းဒါဆရာဒုက္ခမိန်လိုင်းရေးပြီးတော့ဦးကျော်ဟိန်တို့ဦးဇော်ဝင်းတို့တို့တီးဆိုခဲ့တဲ့ဒီ အရှင်နဲ့ကျွန်တော်ရဲ့ပြဆက်ဆိုတဲ့တခြင်းလေးကိုလည်းတတိယမိတဲ့လွမ်းခန်းနေရောက်ရင်လူသားတွေမျက်ရည်ဝဲမယ်ဆိုတာမျိုးပေါ့ဒါအခုဘာဒီကြောင့်မို့လို့ပဲလက်စတာစီးတီးပရိသတ်တွေဒါပရီးမီးယားလိရဲ့ပရိသတ်တွေတခြားသောပြိုင်ဘက်ပရိသတ်တွေအားလုံးလည်းဒါမျက်ရည်ဝဲရတဲ့အချိန်ကိုရောက်ခဲ့တယ်ပြီးခဲ့တဲ့ညပွဲကဒါဘာဒီအတွက်ဆိုရင် draw လေးအတိတ်ပဲရှိတယ်လို့ပြောလို့ရတယ်သူအတွက်အရာအလုံးကတိတိကျကျလာပြီးတော့တိုက်ဆိုင်နေတယ်လို့လည်းပြောလို့ရတာပေါ့လေဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့73နှစ် 2012ခုနှစ်ရဲ့ဒီလိုမျိုးမေလ18ရက်နေ့မှာဒူလက်စတာစီးတီးကို ရောက်ခဲ့တာရောက်ခဲ့တယ်ဆိုတော့ဟိုမထင်မရှားဘဝလေးကနေသူပေါင်တတန်းနဲ့လက်စတာစီးတီးကို ရောက်ခဲ့တာလက်စတာစီးတီးနဲ့ချန်ပီယံရှစ်မှာရုန်းကန်နေရင်းနဲ့ပရီးမီးယားလိဂ်ကိုရောက်လာတယ်ပြီးတော့တရားပြီးအကြမ်းမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်တယ်ဒီလိုနဲ့ဆက်သွားပြီးတော့ community dine နဲ့ FA ဖလားတွေမှာထပ်ပြီးတော့ချန်ပီယံဖြစ်တယ်ဒီ ချန်ပီယံလိပြိုင်ပွဲတွေဝင်ကန်တယ်။အဲ့ဒီချိန်မှာသူနဲ့အတူတူပရီးမီယာလိချန်ပီယံဖြစ်ခဲ့ကြတဲ့ကန်တီတို့ drink water တို့ mares တို့ကမချက်စီတို့ man city တို့လိုအသင်းကြီးတွေကိုပြောင်းသွားကြပြီးတော့ချန်ပီယံလိဖလာအောင်မြင်မှုတွေပါတယ်ယူသွားကြပြီမဲ့ဘာဒီကတော့တခွန်းနဲ့ပဲပြောတယ်။ငါ့ကိုဘယ်သူမှမလိုရှင်တဲ့အချိန်မှာ Leicester City ကငါ့ကိုလိုရှင်ခဲ့တာဖြစ်တဲ့အတွက်အခုအချိန်မှာငါ့ကိုသူများတွေဘယ်လောက်ပဲလိုရှင်နေပါစေ။ ငါဒီအတင်းကိုဆုံးခေါ်သွားမှာမဟုတ်ဘူးဆိုတဲ့စကားမျိုးကိုသူကပြောခဲ့တယ်။ဒါကြောင့်မို့လို့သူကအခုဆိုရင် Leicester City နဲ့73နှစ်တီတီသူလက်တွဲခဲ့တယ် Leicester အတွက်73နှစ်ကြာပေးဆက်ကစားခဲ့တယ်။အိုးရာဒီယာဆိုရင်သူတို့ Premier League ကနေတန်းဆင်းသွားတယ်။ဒါပေမဲ့တန်းဆင်းသွားချိန်မှာလည်းသူ့ကို Premier League အတင်းတွေကကမ်းလှမ်းတယ်။ Leicester ထက်မြင့်တဲ့အတင်းတွေပေါ့လေ။ဒါပေမဲ့သူကငင်းဆန်တယ် Leicester နဲ့ Champion ချစ်တီသွားပြီးတော့ကြိုးစားပေးတယ်။ပြီးခဲ့တဲ့ရာဒီမှာတန်းပြန်တက်လာတယ် အခုကသူကအသက်38နှစ်ရှိပြီဆိုတော့ဒီရာသီမှာအခုတန်းပြန်ဆင်းရတဲ့အခါသူ့အနေနဲ့လက်စတာအတွက်လိုအပ်သလောက်မယုံပေးနိုင်တော့ဘူးလို့ခံစားလာတဲ့အပေါ်မှာသူကအသင်းကနေထွက်ပြီးတော့ဒါလူငယ်တယောက်သူ့နေရာမှာအစာထုတ်ခွင့်ပေးဖို့သူကဆုံးဖြတ်လိုက်တာပြီးခဲ့တဲ့ညမှာကစားတဲ့ Iswich နဲ့ပွဲဟာသူ့အတွက်လက်စတာကစားသမားဘဝပွဲပေါင်း900ပြည့်မြောက်ခဲ့တဲ့ပွဲဖြစ်တယ်အဲ့ဒီပွဲမှာသူက တကိုးသွင်းနိုင်ခဲ့လို့သူ့ရဲ့သွင်းကိုကလည်း200ဖြစ်သွားတယ်တကယ်ပွဲကလည်းရာပြည့်ဒါသွင်းကိုကလည်းရာပြည့်ပဲ73နှစ်တည်းပြည့်တဲ့ရက်မှာအမှတ်တရဖြစ်ခဲ့တာပြီးတော့သူ့ရဲ့စံချိန်မှတ်တမ်းလေးကိုနည်းနည်းပြောရမယ်ဆိုလို့ရှိရင် Premier League မှာ17ပွဲစတိုက်ကိုးသွင်းနိုင်တဲ့တဦးတည်းသောကစားသမားပြီးတော့ရွှေဖနက်ရတဲ့ကစားသမားတွေထဲမှာအသက်အကြီးဆုံးကစားသမားပြီးတော့အသက်30နောက်ပိုင်းမှာမှ Premier League သွင်းကို100အထိပြည့်တဲ့ဒါတဦးတည်းသောကစားသမားဆိုတော့မှတ်တမ်းလေးကိုရခဲ့တာပေါ့လေ အခုတော့ဘာဒီကိုအကုန်လုံးကနှုတ်ဆက်ဖို့လမ်းခွဲဖို့အချိန်ကြာခဲ့ပြီသူ့အနေနဲ့ပွဲစဉ်38ကိုကစားပြီးရင်တော့လက်စားနဲ့တရားဝင်ထွက်ခွာတော့မယ်သူ့အနေနဲ့ဘယ်အသင်းကိုပြောင်းကစားမလဲဆိုတာကတော့အာပရိသတ်တွေကလည်းစိတ်ဝင်စားနေကြပါတယ်လက်စတာလို့အသင်းတစ်သင်းမှာဆယ်စုနှစ်တစ်ခုကြာကြာပြေးဆက်ကစားခဲ့တဲ့ဘာဒီပရီးမီယာလိမှာတွင်ကိုစီရိုနာဒိုတို့လိုကစားသမားတွေကန်တိုနာတို့ဒင်းနစ်ဘာကန်တို့လိုကစားသမားတွေထက်တွင်ကိုပိုများတဲ့ကစားသမားတယောက်အညာတယောက် ကနဝင်တယောက်ကိုဒါပြိသက်တွေကတော့အားလုံးဒါအမှတ်ရနေကြအောင်ပါပါပဲဒါကတော့ဘာဒီနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြခဲ့တာပါဒီဘာဒီနဲ့ပတ်သက်ပြီးတော့ကိုယ်အသိနဲ့ပတ်သက်ပြီးတော့ဘာဒီနဲ့ကြားမှာဘလို့အခြေဆက်တွေရှိခဲ့လဲဘလို့အမှတ်တရတွေရှိခဲ့လဲဆိုတာ comment နဲ့မှာပြောသွားခင်နိုင်ပါလေဗျ issue ပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ